ဆရာတော်ကို3400ရန်ကားလူခဲ့တဲ့အောင်ပန်းမျိုးကထူးခြားတဲ့ကထင်ရလူပရိသတ်များအလုံးမဲမင်္ဂလာပါရှင် TK မီဒီယာကနေပြလဲကြိုဆိုလိုက်ပါတယ်အခုဆိုရင်မြန်မာနိုင်ငံရဲ့ဆောင်းဦးကာလကထင်ရသည်ကြီးကိုရောက်ရှိလို့လာပါပြီဝါလာကင်းလို့တရင်ချို့ပြေးချိန်ကဆလို့မြန်မာပြည်အနှံပြားကရွာတိုင်းလမ်းတိုင်းမျိုးတိုင်းမှာကုသိုလ်ပြုသံတွေပရိသတ်ပင်လဲလဲကြတဲ့အတန်တွေစတုတိတာကျွေးမွေးတန်တွေနဲ့အရန်ကိုစီကားပျော်ရွှင်နေကြတဲ့အချိန်မှာ ကျမတို့ဟာအများသောအားဖြင့်တွေးမြင်နေကြကထိန်ပရိသတ်ပင်နေဆိုတာကငွေသားပတ်စံလေးတွေသင်ငန်းပြေးခရာတွေစံအိတ်စီဘုံအိမ်သုံးပစ္စည်းလေးတွေတက်နိုင်တဲ့လောက်စုပေါင်းပြီးတော့လှည့်လည်လူတန်းကြတာပါဒါပေမဲ့ဒီနှစ်မှာတော့အဲ့ဒီလိုသာမန်ပရိသတ်ပင်အလူမျိုးမဟုတ်ပဲမြင်ရတဲ့သူတိုင်းဟင်ကနေဖြစ်သွားအောင်မျက်လုံးတွေပြူးကျဲသွားစေမယ်အလူတော်ကြီးတခုပေါ်ထွက်လွန်လာခဲ့ပါတယ်အဲ့ဒါကတော့ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့မှာပါအောင်ပန်းမြို့ကကထိန်အလူတခုမှာပရိသတ်ပင်လှူလိုက်တာကငွေသားမဟုတ်ပါဘူးနောက်ဆုံးတော့ brand new force ကားကြီးတစ်စီးဖြစ်ပါတယ်ဟုတ်ပါရဲ့ပြည်သက်ကြီးကားကြီးတစ်စီးလုံးကိုပြည်သက်ပင်အပြင်းနဲ့လှူဒန်းခဲ့တာပါဒီကားကြီးရဲ့တန်ဖိုးကလည်းမနှဲမနှောပါဘူးကျပ်သိန်း1400ဘီလီယံ1.3အထိတန်ဖိုးရှိတယ်လို့သိရပါဗျ ဒီလောက်ကြီးမားတဲ့လူကိုတအူးတဲ့တထေးကြီးကလှူဒန်းတာမဟုတ်ပါဘူး။အဲ့ဒါကပို့ပြီးတော့အင်အိုးဖို့ကောင်ပို့ပြီးတော့ကြည်နူးဖို့ကောင်းစေတဲ့အချက်ပါပဲ။ဒီသိန်းထောင်၄၀၀တန်းကားကြီးကိုလှူဒန်းခဲ့ရကတော့အောင်ဘန်းမျိုးလက်ယိုရက်ကွက်သူရက်ကွက်သားတွေကအားလုံးကစုပေါင်းညီညာစွာနဲ့ဘုံကထိန်အဖြစ်လှူဒန်းခဲ့ကြတာပဲဖြစ်ပါတယ်။ရက်ကွက်တခုတည်းကနေစုပေါင်းပြီးတော့သိန်းထောင်၄၀၀တန်းကားကြီးတစ်စီးလုံးကိုလှူဒန်းနိုင်နေဆိုတော့ တကယ်ကိုမယုံနိုင်စရာစီးလုံးညီညွတ်မှုကြီးတရားတရားတခုပဲဖြစ်ပါတယ်။ဒါပေမဲ့ဒါကရှမ်းပြည်နယ်ဖြစ်နေတာကိုကျမတို့မမေ့သင့်ပါဘူး။ရှမ်းလူမျိုးတွေဟာအလူအတန်းနဲ့ဘာသာရေးတရဏာရေးတွေမှာတကယ်ကိုလက်မနေကြတယ်။တရားတရားအယံထက်ထန်ကြတဲ့လူမျိုးတွေပါ။တမူးရလို့တပည့်လူတို့ရှမ်းတောင်သူမိရိုးနိုင်လားဆိုပြီးရှေးလူကြီးတွေပြောစမှတ်ပြုခဲ့ကြတာကတကယ်ကိုမှန်ကန်ကြောင်းအခုအောင်ပန်းမျိုးကသက်သေပြလိုက်ပါတယ်။ဒါပေမဲ့ဒီလောက်ကြီးကျယ်ခမ်းနားတဲ့အလူကြီးကိုဘာကြောင့်လုံးဖြစ်ခဲ့ရလဲ။ရိုးရိုးကထိန်အလူသက်သက်ပဲလောက်မဟုတ်ပါဘူး။ င်ဒီအလူကြီးရဲ့နောက်ကွယ်မှာပုံပြီးတော့ကြည်နူးစရာကောင်းတဲ့အကြောင်းအရာတခုရှိနေပါတယ်အဲ့ဒါကတော့အောင်ပန်းမြို့လဲရိုးရက်ွက်သူရက်ွက်သားတွေအမဲကိုကွယ်စည်းကတ်နေရဲ့လဲရိုးစာတင်တိုက်ကျောင်းတိုင်ဆရာတော်ကြီးဟာမကြသေးခင်ကပဲနိုင်ငံတော်ကနေချီးမြှင့်နေအလွန်မြင့်မြတ်တဲ့ဘွဲတစိတ်တော်တခုကိုရတော်မူခဲ့ပါတယ်အဲ့ဒီဘွဲတစိတ်တော်ကတော့အကမဟာဂန်ထက်ကဝါစကာပန်နီတောက်ဘွဲတစိတ်တော်ပဲဖြစ်ပါတယ် ဒါကြောင့်မလို့လဲရရက်ွက်သူရက်ကသားတွေကကိုယ့်ရဲ့ဆရာတော်ဖုံဖုံကဒီလိုမျိုးနိုင်ငံတော်အဆင့်ပွဲတစ်စိတ်ကြီးကိုရရှိသွားတဲ့ပုံမှာဝမ်းမြောက်ဂုဏ်ယူလွန်းလို့အဲ့ဒီအထိမ်းမှဖြစ်ရော ကထိန်အလူတော်အဖြစ်ပါပေါင်းစည်းပြီးတော့သူတို့ရဲ့တရားတရားတွေကို ပြသတဲ့အနေနဲ့ဒီသိန်း1400ရန်ဖော့ကားကြီးကိုစူပေါင်းညီညာစွာနဲ့လူတန်းခဲ့ကြတာဖြစ်ပါတယ်ရှင်။ ဒီသတင်းကိုကြားရတဲ့မြန်မာတနိုင်ငံလုံးကပြည်သူတွေကတော့အောင်ပန်းမျိုးလက်ရိုးရက်ွက်သူရက်ွက်သားတွေရဲ့စူပေါင်းညီညွတ်မှုတရားတရားထက်ထန်မှုတွေကိုအယံကိုချီးကျူးဂုဏ်ပြုနေကြပါတယ်။ပြည်သက်ကြီးတို့အနေနဲ့ရောဒီလိုမျိုးကြီးကျယ်ခမ်းနားလာတဲ့အလှတော်ကြီးအပေါ်မှာဘယ်လိုခံစားရပါသလဲ။တို့ရဲ့တရားတရားတွေကိုကြည်နူးစွာနဲ့တာတို့ခေါ်ဆိုနိုင်မှုအတွက် comment မှာတာတို့လို့ရေးပြီးတော့ဝင်ရောက်ချီးကျူးပေးသွားကြပါအောင်နော်။ကြည့်ရှုအားပေးတဲ့ပြည်သက်တယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။